အကြောင်းကိုလေနိုင်ငံခြားသားတွေ ATS တွေအမြန်သဘောကျကြတယ်တကယ်တမ်းကတော့မြတ်စွာဘုရားခေတ်ကလေအဲ့ဒီဆရာကြီးတွေရှိတယ်ဆရာကြီးတွေကသွားလို့ရှိရင်အဲ့လိုပဲသူတို့ရဲ့တရားတွေကိုပြောပြပြီးသူတို့ပါတာတာမှန်နေသူတို့ပြောတာတာမှန်နေတခြားဟာဆိုမကောင်းဖြစ်တယ်ပြောတတ်တယ်အဲ့မှာမြတ်စွာဘုရားက ရောက်တဲ့အခါကျတော့ဟိုကောသလတိုင်း ဟိုကေတမုတ်တနိဂုံးရွာမှာအဲ့ဒီကာလာမအမျိုးကောင်းသားတို့ကလာဖူးတဲ့အခါကျပြောပြတယ်အဲ့သမဏဗျာမဏတို့တွေတချို့တွေကမိမိတို့အယူဝါဒပဲပြတယ်သူတပားအယူဝါဒကြထိပါတယ်ပေါ့အဲ့အတွက်ကြောင့်မလို့ချုံချတယ်အဲ့ဒါကိုဘယ်သူက တယောက်လာလဲတယောက်နဲ့တယောက်ရှုံချနေတယ်ဘလို့မှန်တယ်လို့မေးတဲ့အခါဖယားရှင်ကပြောတယ်အဲဘသူဘာပြောပြောဟိုတွေးတော့ပါဟိုတွေးတော့ပြီးကိုစိတ်နဲ့စဉ်းစားပြီးတော့အတိတ်ပဲရှိမှเนาะသူတို့ပြောတာနေလဲလက်မခံတယ်ဆိုပြီးတော့မြတ်စွာဘုရားပြောတာအဲ့ဒါအင်္ဂလိပ်မှာလဲကာလမစုထာဆိုတာရှိတယ်အဲ့တော့ အဲ့လိုပြောပြီးလို့ရှိရင်မြတ်စွာဘုရားနင်တို့မသေးကြရင်တန်တရားရှိလို့ရှိရင်အဲ့ဒါဆိုလို့ရှိရင်ဟိုတန်တရားရှိနေလို့ရှိရင် သူများပြောတဲ့အတိုင်းမလုံနဲ့ကိုစဉ်းစားစဉ်းစားပြီးတော့မှအဲ့ဒါအတိတ်ပဲရှိတာကိုပဲလက်ခံနောက်ပြီးတော့မြတ်စွာဘုရားပြပြတဲ့သဘောကလူတယောက်မှာပေါ့လောဘပေါ့ if greed ပေါ့နော်အဲ့ဒီလောဘတက်လာရင်ဒီလူအတွက်ကောင်းလားမကောင်းလားဆိုမကောင်းဘူးပေါ့ နောက်ပြီးတော့ဒီလူကဟိုလောဘတက်လာပြီးတော့တခြားတယောက်ကိုတတ်မယ်ခိုးမယ်တခြားသူများမိမနဲ့ဖောက်ပြားမယ်လိန်မယ်ပြီးရင်ကြံတဲ့လူတွေကိုလည်းအဲ့လိုလှုပ်စေမယ်ဆိုရင်အဲ့ဒါကောင်းဟိုကောင်းသူများတွေကိုဟို ဟို harm and suffering ပေါ်မကောင်းတာတွေဖြစ်စေမယ်မလားတဲ့အဲ့အတွက်ကြောင့်မလို့ဟုတ်ပါတယ်တဲ့အဲ့တော့ကာလမသားတွေမြတ်စွာဘုရားအဲ့လိုပြောတော့ဒီလိုမျိုးပေါ့နော်ဒီဒေါသတွေလောဘတွေဒီလိုမောဟတွေอ่ะဒီကုသိုလ်ရှိရသလားမရဘူးလားအဲ့ဆိုအမရပါဘူးတဲ့အဲ့လိုမြတ်စွာဘုရားအဲ့လိုပြောပြပြီးတော့ဒီသူကအဲ့ဒီတရားကိုဟောတာအဲ့တော့မှဟို ဒီကာလာမရွာသားတွေကသူတို့ကဘယ်သူမှမမသိဘူးလေမြတ်စွာဘုရားပြောတဲ့တရားကြအမှန်ပဲစဉ်းစားစဉ်းစားပြီးမှန်လောဘဆိုတာကောင်းသလားဒေါသဆိုတာကောင်းသလားလို့မှန်အဲ့လိုမှမြတ်စွာဘုရားရဲ့တရားတော်ကိုလက်ခံတာမြတ်စွာဘုရားစဉ်းစားဖို့သင်ပေးတာစဉ်းစားပြီးမှလက်ခံ